ဂိုးပြတ်နိုင်ပွဲနဲ့အဆင့်တက်မှရပ်တည်နေတဲ့အာဆင်နယ်ဖော်ဖက်များအားလုံးမင်္ဂလာပါကလော့ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါအခုလေးတင်ပွဲပြီးသွားတဲ့အာဆင်နယ်နဲ့ဘိုင်မြူနစ်တို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုလုတ်ပြီးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်ခွေအားဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်အာဆင်နယ်ကတော့ကျွန်တော်အိမ်မွေးမှာပဲဂိုးပြတ်ကျွန်တော်တို့အနိုင်ယူပြီးတော့အဆင့်တက်မှာဆက်လက်ရပ်တည်နေတယ်လို့ပြောလို့ရတယ် ကောင်းပါလေဆိုတော့ Bayern Munich ကိုအိမ်ခေါ်ပြီးတော့ကျွန်တော်တို့3-1ဆိုပြီးတော့ကျွန်တော်တို့3-1နဲ့ကိုပြတ်အနိုင်ယူလိုက်တာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေဖြစ်ပြီးတော့အော်ဒီတပတ်အဲပြည်မြလိတ်ထဲမှာတော့ကျွန်တော်တို့ဂိုးပြတ်တွေတော်တော်လေးမှအများပြခဲ့တဲ့ပွဲတွေများတယ်သူတို့အာဆင်နယ်အနေနဲ့ကျွန်တော်တို့ဒီအသင်းကြီးအသင်းရဲ့စုံတွေးမှုမှာတော့သူတို့အနေနဲ့အကောင်းဆုံးပြန်လဲစားချေနိုင်တယ်လို့ပြောလို့ရတယ်ဘိုင်မြူနစ်အနေနဲ့လည်းကျွန်တော်တို့အာဆင်နယ်အေကွင်းမှာလာရွှင်မဲ့နဲ့ပွဲမှာတော့ထင်တယ်လို့အလုံးဝပြခဲ့ ခဲ့ဘူးလို့ပြောလို့ရတယ်။တနည်းလုံးတိုင်းတရာဆိုလို့ရှိရင်တို့နောက်တန်းနေကွင်းလေတွေကဒီနေ့မှာအလုံးမဖြစ်ပဲနဲ့ကျွန်တော်တောင်ပန်နှစ်ချက်လောက်ပဲကျွန်တော်မြင်ရဆိုအလုံးဖြစ်တယ်လို့တော့ပြောလို့ရတယ်။တစ်ခါကကျွန်တော်တို့ဒုတိယပိုင်းအာဆင်နယ်ရဲ့ဖိအားပေးမှုကိုတို့ဘလို့မှမခံနိုင်ပဲနဲ့သွင်းကိုတွေခွင့်ပြုလိုက်ရတယ်လို့ပြောလို့ရတယ်။နောက်ဆုံးကျွန်တော်တို့သွင်းကိုဆိုလို့ရှိရင်ဟောမာတင်နယ်လီရဲ့သွင်းကိုမတင်နယ်လီရဲ့တော်နောက်ဆုံးသွင်းကိုကတော်လေးမှလှပသေးသလုံးတယ်လို့မြင်တယ်။တစ်ခါကကျွန်တော်တို့အဲဘိုင်မြူးနဲ့ရဲ့ကျွန်တော်တို့ရှစ်တက်မှုတွေ အခြေအလွန်ကြုံတက်မှုတွေကိုအာဆန်နယ်အသင်းနေနဲ့အခွင့်ကောင်းယူပြီးတော့ဒီဂိုးကတွင်းသွားတယ်လို့ပြောလို့ရတယ်။ Okay အဲ့တော့အာတွင်းသွားတဲ့ဂိုးလေးတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အဲကာတင်းမအနေနဲ့ကျွန်တော်တို့22မိနစ်မှာကျွန်တော်တို့တောင်းကန်ဘောကနေရလာတဲ့အလုံးသူ့အနေနဲ့အဲခေါင်းတိုက်တွင်းသွားတယ်။အကုန်လုံးအဲနောက်ကအရက်ရှိတဲ့ကောင်တွေနောက်မှနေပြီးတော့ရှေ့ကနေပြီးတော့တင်းမအနေနဲ့ရက်ပူးတဲ့ကောင်ခေါင်းတက်တိုက်ပြီးတော့ပထမဦးဆုံးအနေနဲ့သူတို့1-0ဆိုပြီးတော့ဥဆောင်နေတယ်။ဒါမှမဟုတ်တိတ်ပြီးတော့ကျွန်တော်မကြခင်မိနစ်30လောက်မှာပဲကာအနေနဲ့ပြန်လဲချီပါကိုတွင်းပြီးတော့ 1 1ဆိုပြီးတော့ကျွန်တော်ပထမပိုင်းမှာအာဆင်နယ်အသင်းနဲ့တေရလက်ကိုပုံဖော်ထားခဲ့တယ်အာဆင်နယ်အနေနဲ့ကျွန်တော်ဒီနေ့ပွဲမှာတော့အဲသူတို့အနေနဲ့ဆော့ဆော့ဆီးဆီးဒဏ်ရာပြဿနာတွေနည်းနည်းရှိသွားတဲ့အတွက်ကြောင့်လူစားလဲရတဲ့ပုံစံမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့အထွက်ဆော့အနေနဲ့ကျွန်တော်တို့3မိနစ်ပထမပိုင်း30ကျော်လောက်မှာပဲဒဏ်ရာပြဿနာကိုကြုံရတဲ့အတွက်ကြောင့်ကျွန်တော်တို့မာတူကီတူဘာတို့နဲ့လူစားပြောင်းလဲလှုပ်လိုက်တယ်ဒုတိယပိုင်းဆိုက်တော့တိတ်ပြီးတော့ကျွန်တော်မကြခင်ပါပဲအာဆင်နယ်ရဲ့ကျွန်တော်တို့ဖိအားပေးမှုကတော်တော်လေးမှကောင်းမွန်ခဲ့ပါတယ် ထူးပြကျွန်တော်တို့သူတို့ရဲ့ set speed တွေတော်တော်လေးမှအလုံးလုံးတလို့တောင်းဝနှစ်ချက်ကဒီနေ့ပွဲမှာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုပြသထားတယ်လို့မြင်နေကွင်းလင်မှာဆိုလို့ရှိရင်ဒီ Grand Right တို့ Swimman တို့ရဲ့ကျွန်တော်တို့အဲအတိုးလှုပ်တွေတော်တော်လေးမှအလုံးဖြစ်ခဲ့လို့အဲပို့ပြီးတော့အလုံးဖြစ်ခဲ့တာဒီနေ့ပွဲမှာဒီ Grand Right ဒီ Grand Right အနေနဲ့ကျွန်တော်တို့အဲနောက်ဆင်ကူတာတွေရောအဲ CBO ဆင်ကူတာတွေရောကွင်းလင်မှာတိုက်စစ်လိုက်ပါမှုတွေကဒီ Grand Right ကတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားလို့မြင်နေကျွန်တော်တို့ဒီနေ့ အဲသူရဲ့အဓိကတိုက်ဆက်ကစားသမားတွေဖြစ်တဲ့ဆာကာတို့အနေနဲ့လည်းကျွန်တော်ကိုထောက်ပံ့မှုတွေရလို့ကျွန်တော်ပြင်းပြလေးပွဲစဉ်ဆက်နေမှာတော့ဟတ်ထရစ်သွင်းသွားတဲ့ကျွန်တော်အစီအနေနဲ့လည်းကိုထောက်ပံ့မှုတွေရအောင်ကျွန်တော်နောက်ဆုံးအဲမာတီနယ်လီသွင်းသွားတဲ့အလုံးအဆိုလို့ဆိုရင်အစီရဲ့ကျွန်တော်တို့အဲအမြင်ဆုရှမှုကြောင့်လို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့အဲဘိုင်မြူနဲ့ရဲ့ရှေ့အလုံးကျွန်တက်မှုကိုအစီအနေနဲ့အသုံးချပြီးတော့အဲကန်တင်လိုက်တယ်အဲကန်တင်လိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဘိုင်မြူနဲ့ဂိုးသမားကနေရောရှေ့အလုံးကျွန်တက်လာတဲ့ဟုတ်သားကို ့ကိုပဲအကောင်းဆုံးကြော်ဖြတ်ပြီးတော့ Martinelli နဲ့ Twin ကိုကို Twin သွားပြီးတော့3-1ဆိုပြီးတော့ဒီနေ့ပွဲမှာတော့ Arsenal တို့နိုင်ပွဲပုံဖော်နိုင်တယ်လို့ပြောလို့ရဒုတိယကိုကတော့ကျွန်တော် Matuki က69မိနစ်မှာ Twin သွားတဲ့ကိုကလည်းတော်တော်လေးမှကောင်းမွန်ပြီးတော့တစ်ဖက်က Bayern Munich အနေနဲ့ဘာမှလှုပ်မရအောင်ဟိုအကောင်းဆုံးရှင်ပြိုင်ပြီးတော့ကစားသွားတယ်လို့မြင်တယ် Arsenal ဒီနေ့နောက်တန်းကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်သွားပြီးတော့ကျွန်တော်အဲတပတ်ကလက်ပတ်ကစားနှုန်းဖြစ်တဲ့ Louis Gary အနေနဲ့တိတ်ပြီးတော့အဆင်မပြေတဲ့အတွက်ကြောင့်နီးပြအနေနဲ့ ကျွန်တော် color fill တွေကိုပြန်လဲထည့်လူစားလိုက်လိုက်ဘာလဲဒီနေ့ဘွဲမှာတော့ change ရဘာဖြစ်လို့လာလဲဆိုရင်ဒီဘွဲပြီးသွားလို့ဆိုရင်လည်း Arsenal အသင်းနဲ့ကျွန်တော် Chelsea ရဲ့ကျွန်တော်အဝေးကွင်းမှာတွားရောက်ရှင်ပဲမဲ့ပွဲတဲ့အတွက်ကြောင့်အဲနီးပြအနေနဲ့တော့ဒီဘွဲမှာတော့နည်းနည်းကစားသမားတွေခြံသွားတယ်လို့တော့ကျွန်တော်မြင်တယ်ဒါမှမဟုတ်အကောင်းဆုံးသူတို့အနေနဲ့အဲ Bayern Munich ကိုအကောင်းဆုံးအနိုင်ယူပြီးတော့ ascent တက်မှာကျွန်တော်တို့ဆက်လက်ရပ်တည်ပြီးတော့ကျွန်တော်တို့ Premier League မှာလည်း ascent တက် Champion League မှာလည်း ascent တက် Carabao Cup မှာလည်းသူတို့အနေနဲ့ပွဲချောင်တဲ့အတွက်ကြောင့်တော့ အာဆင်နယ်ကျွန်တော်ဖလား၃လုံးမျောလင်းချက်ကတော်တော်လေးမှအချိန်ဟုန်မြင့်လာပြီလို့တော့ပြောလို့ရတယ်အာဆင်နယ်အနေနဲ့ဒီနှစ်နိုင်ပွဲကြောင့်လည်းတခြားဝါပြီး128ကနေတော့အေးအေးဆေးဆေးနောက်တစ်ဆင့်ကိုတတ်သွားပြီလို့တော့ပြောလို့ရတယ်နောက်ဆင်းလာမဲ့ပွဲအနေနဲ့အာဆင်အနေနဲ့တေချာတေရလက်တာရရသွားရင်တော့မှအေးအေးဆေးဆေးနဲ့နောက်ဆင်းကိုတက်သွားပြီးတော့အဲအေးအေးဆေးဆေးဖြစ်သွားပြီလို့ပြောလို့ရတယ်ဒီနိုင်ပွဲကြောင့်ဘာတွေ့ကြောင့်လဲဆိုရင်ကျွန်တော်တို့အဲ ဘိုင်မြူးနဲ့သူအဆင့်1ကဘိုင်မြူးနဲ့သူတို့ကအဆင့်1နဲ့အဆင့်2နဲ့ပေါ့ဗျာအဆင့်1နဲ့အဆင့်2နဲ့ကိုသူတို့အကောင်းဆုံးကျွန်တော်တို့ဒီနေ့ပွဲမှာဆုံတွေ့နေတဲ့ပွဲမှာသူတို့အနေနဲ့၃မှတ်ရယူသွားတယ်တရားကြောင့်အဆင့်နဲ့အနေနဲ့အဆင့်1မှာကျွန်တော်15မှတ်နဲ့ဥဆောင်ပြီးတော့အဆင့်နဲ့မှာတော့ PSG ကကျွန်တော်တို့အဆင့်7နဲ့မှာပဲရက်3ရက်တည်တယ်အဆင့်3မှာတော့ကျွန်တော်တို့ဘိုင်မြူးနဲ့ကပဲရက်တည်ပြီးတော့ဆိုတော့အဆင့်2တော့ကတော့တော်တော်လေးမှာကျွန်တော်တို့အဆင့်1ကလိုမျိုး၃မှတ်ပါဝင်တယ်တော်တော်လေးမှာကောင်းမွန်တယ်လို့ပြောလို့ရတယ် ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်လည်းအာဆင်နယ်အသင်းတွေနဲ့ကျွန်တော်တို့၅ဘွဲကန်ပြီးတော့တဲ့အချိန်မှာ၅ဘွဲသလုံးနိုင်ရရှိတဲ့အသင်းတစ်သင်းနဲ့ဖြစ်တဲ့တော့ကြောင့်အာဆင်နယ်အတွက်ကတော့ဒီနှစ်ကတော့တော်တော်လေးဥမာကျွန်တော်တို့အဲဂျီနဲ့နဲ့ဂျီနဲ့ရာဆုံးနှစ်လို့ပြောလိုက်တာအထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်ဖန်တွေတော့ကတော့ဒီနှစ်ကတော့အဲအကောင်ဆုံးနှစ်တစ်နှစ်နှစ်တည်တဲ့တစ်နှစ်လို့ပြောလိုက်ရတယ်ဒီနှစ်တွေကိုရောက်လာဖို့လဲအာဆင်နယ်အနေနဲ့အချိန်တွေအများကြီးနဲ့တိဆောက်လာတယ်လို့ပြောလိုက်ရအထူးသဖြင့်ကျွန်တော်3 5နှစ်လောက်အတွင်းမှာအာဆင်နယ်နေနဲ့ဒုတိယနေရာနေရော ရက်တည်လာပြီးတော့ဒီလိုမျိုးဖြစ်အောင်ဆိုရင်လည်းကျွန်တော်တို့အချိန်တွေအများကြီးပေးခဲ့ရပြီးတော့အချိန်တွေအများကြီးပေးခဲ့ရတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတယ်လို့တော့မြင်တယ်။ဘာတော့ကြောင့်လဲဆိုရင်ချန်ပီယံလိမောပြီးမြားလိမောတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်အာဆင်နယ်အတွက်ကတော့ဖန်နီအတွက်ကတော့တော်တော်လေးမှပျော်စရာကောင်းမွန်တဲ့ညတညအောင်ပိုင်ဆိုင်သွားတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လုံးတိုင်းနိုင်ငံကြီးမယ်ဆိုလို့ရှိရင်ကစားသမားတွေအနေနဲ့လည်းကျွန်တော်တို့ ဲတင်ရပြဿနာအနေငယ်ရရှိတာလွယ်ပြီးတော့ဆိုရင်ထွက်စော့အနေနဲ့ဒါပေမဲ့ပြန်လဲလူတွေပြန်ဆောင်လာအထူးသဖြင့်ကျွန်တော်မာတနလီတို့ပြန်ပါလာသလိုကျွန်တော်အိုရီကတ်တို့ပါတယ်လည်းပြန်လဲပေါဝင်လာတဲ့အတွက်ကြောင့်တော့တော်တော်လေးမှာကျွန်တော်အာဆင်နယ်တင်းကိုလူတွေပြန်ဆောင်လာတဲ့အတွက်ကြောင့်ကျွန်တော်နိုင်ပွဲတွေထပ်ပြီးတော့ဆက်မဲ့အနေထားမှာရှိပြန်အာဆင်နယ်ရက်တန့်ဖို့ကတော်တော်လေးမှာခက်ခဲမဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ချန်ပီယံလိပီမီယာလိကာရမွန်ကပ်ပေါင်းရွေးมาလဲအဲရွေးချက်တွေအရတော်တော်လေးများနေတဲ့ အာဆင်နယ်တင်းတာကရရင်ရသလိုအကုန်လုံးယူမဲ့နှစ်တစ်နှစ်ဖြစ်နေပြီလို့တော့မြင်မြင်တယ်သူတားဆီးဖို့ဘယ်သူတွေရှိမလဲပြီးလို့ရှိရင်ကျွန်တော် PSG လား PSG ကလည်းဒီနေ့ပွဲမှာ Tottenham Hotspur တို့နိုင်ရလက်ကိုပုံဖော်တဲ့အတွက်ကြောင့်တော်တော်လေးမှကြီးလို့ကောင်းမဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အာဆင်နယ်အနေနဲ့နောက်တစ်စနစ်ကိုတက်သွားဖို့တေချာသွားပြီဖြစ်တဲ့အတွက်ကြောင့်အေးစစ်စစ်ပဲကျွန်တော်ပြီးမြလေးကိုပြန်လဲအောင်ဆိုက်ရမယ်ပုံစံမျိုးတွေလို့တော့မြင်တယ်ဒီကိုဒီနေ့ရောတင်ရရှင်ပြန်သွားရတဲ့အာဆင်နယ်နဲ့ Bayern Munich တို့ရဲ့ပွဲကိုဘယ်လိုမြင်ကြလဲ ဘိုင်ယန်မြူးနစ်ကလည်းကျွန်တော်တို့ရှေ့ကျွန်တော်အဲဒီချန်ပီယံလိမဆောက်ခင်တော့သူ့အနေနဲ့တော်တော်လေးဥမာလည်းအဲရေရုပ်တောင်းမင်းနေဖြစ်ခဲ့တယ်အထူးသဖြင့်သူတို့ရဲ့ပေးမာတွေပါတယ်တို့အာဆင်နယ်နဲ့ပွဲမှာကန်ခဲ့တဲ့5-1တွေပါတယ်နဲ့ပိုစတာကြီးတွေနဲ့လှုပ်ထားတာဒီနေ့ပွဲရဲ့ရှုံးပွဲရောင်းတဲ့သူတို့လည်းတော်တော်လေးဥမာအမှတ်ရသွားမယ်လို့တော့မြင်ပြီးတော့သူတို့ရဲ့တော်ရှုံးပွဲမရှိဆန်ကျင်တော့အာဆင်နယ်ကသူ့ရဲ့အိမ်ဝင်းမှာတော့အကောင်းဆုံးကျွန်တော်တို့ခြေဖြတ်ပြပြီးတော့ ရှုံးပွဲမရှိဘူးဆိုပြီးတော့ရှုံးနေပေးလိုက်တယ်လို့တော့ကျွန်တော်အမြင်နဲ့အာဆင်နယ်ဘက်ကတော့တော်တော်လေးမှအိမ်ကွေးမှာကောင်းမွန်တဲ့ခြေစွမ်းလေးနဲ့ကစားသမားတွေပြန်လည်ဆုံလွန်လာတာပို့ပြီးတော့ပျော်စရာကောင်းမွန်တဲ့ညတကြံတညောက်ပိုင်ဆိုင်သွားတယ်လို့ပြောလိုက်ရတာကစားသမားတွေတော်တော်လေးလည်းပြန်ဆုံလာတဲ့ဒါကြောင့်ပီတာယောကရက်တို့ဘာလို့နေနေလားထပ်ပြီးတော့ပြန်လာမယ်ဆိုလို့ဆိုရင်တော့အာဆင်နယ်ရဲ့လူစင်းကတော်တော်လေးမှကြောက်ဖို့ကောင်းသွားပြီလို့တော့မြင်တယ်ညီကိုတိုင်နော်ဘယ်လိုမြင်ကြလဲဝင်းအောင်ဆွေးနေမချက်ပေးသွားလို့ရပါတယ်လာရောက်ချစ်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းနေတဲ့အောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာ ပြန်လဲစုံတွေ့ကြတော့ဗျာ။